ချန်မြန်လီမှာသူတို့တင်ရရှေးပန်းစားဆုံးဖြစ်သွားပြီလို့ရာမာဆိုဘောလုံးချတူများတို့ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်။ဘာစီလိုနာတင်ရလူငယ်ကျယ်ဝတ်လေးဖြစ်တဲ့တောင်ပံကစားသမားလာမင်းယာမာကလက်ရှိချန်မြန်လီပြိုင်ပွဲမှာသူတို့တင်ရပိုးဆွဲဖို့ရှေးပန်းစားဆုံးတင်ဖြစ်နေပြီလို့အခိုင်အမာပြောကြားခဲ့တယ်လို့ဘယ်တင်းကိုမှလည်းကြောက်နေမှာမဟုတ်ဘူးလို့ကြေကြော်လိုက်ပါတယ်။တရားစီမှာဘာစီလိုနာတင်ကနီးပြဟန်စီဖလစ်လက်ထပ်ပုံမှန်အကောင့်နဲ့အသင်းတသင်းဖြစ်လာခဲ့ပြီးတော့ လက်ရှိမှာလည်းဖလားလီလုံလန်းကျောင်းမှာရပ်တည်နေသလိုချန်ပီယံလိပြန်ဝင်မှာပါကွာတာဖိုင်နယ်စင်ထိတက်လှမ်းထားခဲ့ကကွာတာမှာတော့ဒုံမော်တင်နဲ့ရင်ဆိုင်သွားမှာပါဖီယက်ဘာစီလိုနာကဒီအသင်းချန်ပီယံလိရဲ့မူနာကိုတသင်းထဲကိုသာရှုံးနှိမ့်ခဲ့ပြီးတော့လိပွဲမှာအစင်းနှစ်ညနဲ့ရပ်တည်နိုင်ခဲ့သလိုစစ်ကြောင်းတင်စင်မှာလည်းဘင်ဖီကာအသင်းကိုနှစ်ကြော့လုံးအနိုင်ယူကျော်ဖြတ်နိုင်ခဲ့ပါတယ်လီဝဲပြီးစစ်ကြောင်းတင်စင်နောက်ထီတော့မြန်မာဘူးကချန်ပီယံလိမှာရေးပန်းစားနေပေမဲ့ လီဗာပူးက PSG ကိုရှုံးပြီးပြောင်းပွဲကနေထွက်ခွာချိန်မှာတော့ဘာစီလိုနာကရေပန်းစားသွားခဲ့ပါတယ်။အခုချိန်နေနဲ့ပတ်သက်ပြီးတော့ဘာစီလိုနာရဲ့စပိန်တောင်ပံကစားသမားရာမာကလီဗာပူးကပြောင်းပွဲကနေထွက်ခွာသွားပြီးမို့လို့ချန်ပီယံလီဂ်ကိုအနိုင်ရဖို့ရေပန်းစားဆုံးကတော့ကျွန်တော်တို့တင်မှာဘယ်သိမ်းမှကျွန်တော်တို့မကြောက်ပါဘူး။ကျွန်တော်တို့တင်ကမိသားစုတစ်ခုလိုပဲလူငယ်တစ်နှစ်က PSG တင်နဲ့ရင်ဆိုင်ခဲ့တဲ့အချိန်ကလိုမဟုတ်တော့ဘူးလို့ပြောဆိုသွားခဲ့ပါတယ်။ဘာစီလိုနာကတရားသီးတဲ့ စပိန်စူပါဘလားပိုလိုပွဲမှာမဟာပြိုင်ဘက်ရီယယ်မက်ဒရစ်ကိုအနိုင်ယူပြီးတော့ချန်ပီယံဖြစ်ထားခဲ့တယ်လို့လာလီဂါမှာလည်းအဆင့်တနည်းရက်ဒီနေ့ကကိုပါဒရီပြိုင်ပွဲမှာလည်းဆီမီဖိုင်နယ်အထိတက်ရှိနေပါတယ်။ချန်ပီယံလိမှာလည်းကွာတာမှာဒေါ်မွန်နဲ့ဆုံတွေ့နေတာဖြစ်လို့ဆီမီတက်ဖို့အခြေအနေကကောင်းနေရပါတယ်။ ရာဖင်ဟာရာမာဒီဝွန်ဒေါစကီဖာရီတို့လိုကစားသမားတွေကလည်းဘာစီလိုနာအတွက်အတော်လေးခြေစွမ်းပြလျက်ရှိနေတယ်လို့တကယ်လို့ဘာစီလိုနာကတရားသီးရဲချန်ပီယံလီနဲ့လာလီဂါဖလားတွေမှာရရှိခဲ့မယ်ဆိုရင်တော့ရာဖင်ဟာနဲ့ရာမာတို့ကဘောလုံးတော်စုအတွက်အခြေအနေကောင်းလာနိုင်ပါတယ်